ဝမ်းချန်နေရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။၃မိနစ်ကျန်းမာရေးအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ခုတကမှဆိုရင်တော့စက်သားစားခြင်းနဲ့ပတ်သက်တဲ့ကျန်းမာရေးဘုဒ္ဓတရားကိုပြပြပေးမှာပဲဖြစ်ပါရစေ။စက်သားဟာဈေးတင်တော်ပြီးတော့လူအများစိတ်နှစ်သက်တဲ့အသားပဲဖြစ်ပါရစေ။စက်သားကိုပုံစံမျိုးမျိုးပြုလုပ်ပြီးတော့ချက်ပြုတ်စားတောက်တကြပါရစေ။ဒီတော့ဒီလိုမျိုးစားသုံးလေးရှိကြတဲ့စက်သားမှာဆိုရင်ဘလို့ကျန်းမာရေးဘုဒ္ဓတရားရရှိစေနိုင်လဲဆိုတာတော့သေချာသိလောက်ပဲမထင်ပါဘူး။ဒီတော့ ဒီအစီအစဉ်လေးကနေတဆင်ပြပြပေးမှာပဲဖြစ်ပါတယ်။စက်သားကိုစားပေးခြင်းအဖြစ်ပရိုတင်းဓာတ်ကျွဲဝပါတယ်။စက်သားမှာကြွက်သားကြီးထွားစေဖို့အတွက်ပရိုတင်းဓာတ်ကျွဲဝစွာပါဝင်နေပါတယ်။ပရိုတင်းဟာကျန်းမာရေးကိုအလေးချိန်ကိုထိမ့်သိမ်းပေးနိုင်ပြီးတော့ဝေးကျစေနိုင်ပါတယ်။နောက်တစ်ခုကတော့ phosphate ကျွဲဝပါတယ်။ စက်သားဟာသင့်အရိုးနဲ့သွားရတဲ့အတွက်လိုအပ်တဲ့အာဟာရတွေကိုထောက်ပံ့ပေးပါတယ်။ဒါ့အပြင်အသေးကြောက်ကတ်နဲ့အာယုံကျော်ရဲ့လုပ်ငန်းစဉ်ကိုလည်းအထောက်အကူပြုပါတယ်။နောက်တစ်ခုကတော့ဇီဝဖြစ်စဉ်ကိုတိုးတက်စေပါတယ်။ကျက်သားမှာပါဝင်တဲ့ဗီတာမင် B6 ဟာသွေးကြောတွေကိုကျန်းမာစေပါတယ်။အင်အားပြည့်ဝစေပြီးတော့ဇီဝဖြစ်စဉ်မှတ်ကန်စေလို့ကျန်းမာရေးကိုအလင်းချိန်ကိုရရှိစေမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့စက်သားစားပြီးချင်းကမျက်လုံးကျန်းမာရေးအတွက်လည်းအထူးကောင်းမွန်စေပါတယ်။မျက်လုံးကျန်းမာစေဖို့အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့အတွက်ကြောင့်အမြင်အာရုံကောင်းစေဖို့လည်းထိန်းသိမ်းပေးနိုင်ပါတယ်။နောက်တစ်ခုကတော့အရိုးတွေဆုံးရှုံးခြင်းကိုလည်းကာဝယ်ပေးနိုင်ပါတယ်။အသက်ရွယ်ရလာတဲ့အခါမှာအရိုးဆုံးရှုံးလာခြင်းကိုစိတ်ပူရရပဲဖြစ်ပါတယ်။စက်သားစားသုံးခြင်းဟာအရိုးတွေဆုံးရှုံးမှုကိုကာကွယ်ပေးတာကြောင့်စက်သားမှာပါဝင်တဲ့ပရိုတင်းဓာတ်ကတကယ့်ကိုကောင်းမွန်ပါတယ်။ နောက်တစ်ခုကတော့နှလုံးသားမအေးကိုကောင်းမွန်စေပါတယ်။စက်သားကိုစားသုံးခြင်းကအမိုင်နိုအက်ဆစ်ကိုထိညှိပေးပြီးတော့နှလုံးသွေးကြောချင်းချင်းကိုကာကွယ်ပေးနိုင်ပါတယ်။ပြီးတော့ဆလီနီယံပေါ်ကျွယ်သွားပါတယ်။ thyroid hormone တို့ကိုကောင်းမွန်စေပြီးတော့ဇီဝဖြစ်စဉ်ကိုမှန်ကန်စေရဲ့ဆလီနီယံပေါ်များစွာပါဝင်နေပါတယ်။ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေပါတယ်။ ီးတော့စက်သားစားခြင်းကအနာကျက်မြန်စေပါတယ်။စက်သားစားရင်အားရှိစေတာကလွယ်လို့အနာနဲ့ဗာဆိုင်လဲဆိုပြီးတော့တွေးထင်မိကြမှာဖြစ်ပါတယ်။တကယ်တော့ဒါကမှန်ကန်ပါတယ်။စက်သားမှာကြွယ်ဝစွာပါဝင်နေတဲ့ပရိုတင်းကြောင့်ပဲဖြစ်ပါတယ်။အနာကျက်ခြင်းဖြစ်စဉ်အပေါ်မှာတက်ရောက်မှုရှိနိုင်တဲ့အချက်ကအများကြီးရှိပါတယ်။ဒါပေမဲ့တင့်တင့်လုံလောက်တဲ့အာဟာရတွေစားသုံးဖို့ဂယူမဆိုင်ရင်တော့အနာကျက်နိုင်စွမ်းကိုနှောင့်လေးစေနိုင်ပြီးတော့အနာရင်းစေနိုင်တယ်။အမာရွတ်ဖြစ်စေနိုင်ပါတယ်။ ညီညွတ်မြတ်တဲ့ဂလူးကို့စ်ပမာဏဗီတာမင်စီကယ်ဆီယမ်ဓာတ်တွေလိုပဲပရိုတင်းရဲ့သက်ရောက်မှုကလည်းမသေးလာပါဘူးလူခန္ဓာကိုယ်ဟာကြွက်သားအရေးပြားနဲ့ တခြားတ िश ူတွေတိဆောက်နိုင်ဖို့ပြန်လည်ပြုပြင်ဖို့အတွက်ပရိုတင်းဓာတ်ကိုလိုအပ်ပါတယ်။ပရိုတင်းဓာတ်ကရောဂါပိုးတွေကိုကုခံနိုင်ပြီးတော့ခန္ဓာကိုယ်အတွင်းကအရေးတက်တွေကိုလည်းထိန်းချုပ်ပေးနိုင်ပါတယ်။ခန္ဓာကိုယ်အနှံ့အောက်ဆီဂျင်ပို့လွှတ်မှုကိုလည်းကူညီအားပေးပါတယ်။ဒါကြောင့်ထိခိုက်ဒဏ်ရာတစ်ခုခုရှိရင်အစာစားရင်ဆေးဖြစ်အောင်စားပါ၊ကယ်လိုရီလုံလောက်အောင်စားဖို့နဲ့ပရိုတင်းကျွယ်ဝအောင်စားပြီးဖို့ပို့ပြီးတော့လိုအပ်ပါတယ်။ဒါတော့စက်သားစားပြီးခြင်းအဖြစ်ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်လဲဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။အခုလိုမျိုးအကျိုးရှိစေမယ့်ကျန်းမာရေးဘုဒ္ဓတာ ာနေတွေကို Tomorrow One Channel ကနေစစမပြတ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်ဆက်ဆက်ဆောင်ကြည့်အားပေးကြဖို့မမေ့ကြပါနဲ့လို့ရှိရင် One Channel ရဲ့ပရိသတ်များအားလုံးလည်းရောဂါပြရဲကင်းဝေးပြီးတော့တာယာပြွှေနှစ်ဘဝတွေကိုပိုင်ဆိုင်နေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်